တဘာဝတန်ရာဇန်တာတွေနဲ့အခြားတိုင်းပြည်ဝင်ငွေအများစုဟာအစိုးရစီကိုရောက်ရှိမလာပဲလူနေစုစီကိုပဲရောက်ရှိနေတာကြောင့်တိုင်းပြည်ပြန်လည်တိဆောက်ရေးအတွက်နှောင့်နှေးနေရတာဖြစ်တယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကဝေဖန်လိုက်ပါတယ်ဟိန်ကိုကသတင်းပေးပို့ထားပါရရှင်တိုင်းပြည်ပြန်လည်တိဆောက်ရေးအတွက်တုံ့ရမယ်တဘာဝတန်ရာဇန်တာပစ္စည်းတွေကရရှိလာတဲ့ဝင်ငွေတွေနဲ့တိုင်းပြည်အတွင်းကဝင်ငွေတွေကိုစီမံခန့်ခွဲရတဲ့ပတ်သက်ပြီးလူမလဆိုင်ကရန်ကုန်မြို့အင်အားလေးဟိုတယ်မှာကျင်းပခဲ့တဲ့မြန်မာ resort web ပွဲမှာပြောလိုက်တာဖြစ်ပါတယ် uh, resources can be extracted for nation building but uh, the data ဘာဝတရားစရာပစ္စည်းတွေရောင်းချပြီးတော့တိုင်းပြည်တည်ဆောက်မယ်ဆိုတာကလုံးတင်တဲ့ကိစ္စတစ်ခုပါဒါပေမဲ့တရားစရာပစ္စည်းတွေရောင်းချလို့ရတဲ့ငွေအများစုကအစိုးရစီကိုမရောက်လာပဲလူနည်းစုစီမှာရှိနေတာကတော့မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါဒါကကြီးမားတဲ့အခက်အခဲတစ်ခုပါဒါပြင်နိုင်ငံအတွက်ရရှိနေတဲ့ဘဏ္ဍာငွေတော်များများကကျောက်ဆုံးနေတာတွေရှိနေတယ်ဒါတွေကြောင့်တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။သဘောတရားထုတ်ကုန်တွေကရရှိတဲ့အကျိုးမြတ်တွေကိုခွဲဝေရေးဟာအစိုးရကတာဝန်ရှိတာကြောင့်တည်တည်ကြပ်ကြပ်ဆက်စင်းမှုတွေလုပ်တင်တယ်လို့ထောက်ပြမှုတွေလည်းရှိပါတယ်။နိုင်ငံတော်ကရတင်ရထိုက်တဲ့ဗန်ဒန်ငွေတွေကိုတိကျစွာကောက်ခံပြီးရရှိတည်တတ်မဲ့ကဏ္ဍတွေမှာထောက်ပံ့ပေးတော်မူလိုအပ်နေတယ်လို့တချင်ငင်းကြီးကိုရန်တာဝန်ရှိသူတို့ကဆိုပါတယ်။အဲ့တော့နံပါတ်1ကျမကရေကတော့ကချင်ဒေတာဆိုတော့ကြောက်စင်းကိုပဲနမူနာပြပေးရစေ။ဥပမာဆိုလို့ရှိရင်တော့2014ခုနှစ်မှာနိုင်ငံတော်အစိုးရကတော့သူ့ရဲ့ဘန္တာရေးခုနှစ် 2017လကာလအတွင်းမှာဝင်ငွေ1ဘီလီယံဒေါ်လာဖို့မြန်မာနိုင်ငံကရောင်းချရပါတယ်လို့ပြောပါတယ်။သို့တော်လည်းပဲ2014မှာကျမတို့အားလုံးရဲ့မျက်စိရှိမှာပဲကြောင်းမြင့်ရနာရောင်းချပွဲမှာ3.4ဘီလီယံဒေါ်လာဖို့ရောင်းချရတာကိုကျမတို့မြင်ရပါတယ်။အဲ့တော့အဲ့ဒီနှစ်ခု Emporium ကနေပြောတဲ့အဲဒီရောင်းရငွေနဲ့နိုင်ငံတော်အစိုးရရောင်းရပါတယ်ဆိုတဲ့ဟာနှစ်ခု၄တောင်กว่าနေပြီဖြစ်ပါတယ်။စုံစမ်းပြီးတော့မှတိတိကျကျကင်ွယ်ဖို့အတွက်လိုအပ်ပါတယ်။အဲ့ဒီကနေပြီးနိုင်ငံတော်ကရတင်ရခိုက်တဲ့အခွန်ပန္တာငွေကိုရအောင်ကောက်ခံပြီးတော့အဲ့ဒီအခွန်ပန္တာငွေကိုကျမတို့ရင်းရှိတိကျမဲ့ကန္တာတွေမှာ ာဥပမာပညာရေးလိုမျိုးကန္တာတွေမှာရင်းနှီးမြှုပ်နှံမှုအတွက်အင်တာလိုအပ်နေပါတယ်ရှင်။မြို့ကျောင်း AI နဲ့တဘောတွင်းတဲ့ပစ္စည်းတွေပေါ်များတဲ့နေရာတွေမှာပြပခါတွေဖြစ်ပွားနေတာမျိုးလည်းရှိနေကြအောင်အစိုးရကဥဆောင်ပြည်စည်းရမှာဖြစ်တယ်လို့ရပ်ဘက်အဖွဲ့အစည်းကဆိုပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ